ဖြစ်သွားတယ်ပေါ့နော်နောက်တော့နောက်တစ်ခုနောက်တစ်ခုကဒီလိုပဲဒီငလျင်ဖြစ်နေတဲ့အချိန်မှာပဲနောက်ထပ်ဟိုတစ်ခုဖြစ်သေးတယ်ဒါပါလဲဆိုတော့ပဒန်းပေါ့နော်ပဒန်းငဖဲမြွနဲ့ပဒန်းမြွအဝင်အဲ့မှာရှိတဲ့ဒီဂိတ်ပေါ့လုံကျွေးဂိတ်ကို PDF ဖွဲ့နေတဲ့ A ဘူပေါင်းဖွဲ့တွေကိုလာပြီးတော့တိုက်တဲ့လာပြီးတိုက်ခိုက်မှုလုပ်တဲ့ဖြစ်စဉ်ဖြစ်သွားတယ်မာရှ30နီမိနစ်ဆုံးမှာဖြစ်သွားတယ်မနေ့ကဖြစ်သွားတယ်ဆိုတော့ဒီငဖဲမြွငဖဲမြွနဲ့ပဒန်းမြွအဝင်နာမှာရှိတဲ့ PDF အဲဘယ်လိုခေါ်လဲလုံညိုကြီးကို PDF နဲ့ AI နဲ့ပူးပေါင်းဖွဲ့ရလာပြီးတော့သူကချောင်းချောင်းပြက်ခတ်မှုလုပ်တယ်ပြက်ခတ်ပြီးတော့ဒီလိုမျိုးထွက်ပြေးသွားတယ်ပေါ့ဆိုတော့သူတို့တဲ့နေမှာတော့သူတို့တဲ့နေမှာတော့ဒါတိဆုံမှုရှိရဲလို့ဘာလို့ညာလို့ပြောကြတာတွေ့ရတယ်ဒါပေမဲ့ကျွန်တော်ဟိုကတော့ထိခိုက်မှုတွေရှိတယ်လို့သိမချရပါဘူးဘာလို့ပြောပြက်ခတ်မှုတွေတော့ဖြစ်သွားတယ်ပြီးပြစ်ပြီးပြေးသွားတယ်ဘယ်လိုလဲဆိုတော့ဒီအချိန်မှာငလင်ကြောင့်အားလုံးကငလင်ဘက်ကိုအောင်ဆိုင်ပြီးတော့ဒီအဲ ိုက်ပွဲတွေပါပြီးခဏမေ့ထားပြီးတော့ကေသရေးကိစ္စတွေ၊ကုညင်းကိစ္စတွေတို့ကိုကိုလုံးရှုပ်နေကြတာနေရာတူတူရအဲ့ဒီအချိန်မှာဝင်တိုက်ခိုက်တယ်ဝင်ပြီးလုပ်တယ်ဆိုတာဒီတော့တော့ဆွရဲလို့ရတာတချို့တွေကပြောတယ်စစ်တပ်ကလေးနဲ့ပုံကျဲနေတယ်လို့ငလင်းဖြစ်တာတော့စစ်တပ်ကလေးနဲ့ပုံကျဲနေတယ်လို့အဲ့ဒီငလင်းနဲ့ငလင်းနဲ့ငလင်းဖြစ်လို့လေးနဲ့ပုံကျဲတယ်ဆိုတာငလင်းဖြစ်တဲ့နေရာနဲ့မဆိုင်တဲ့နေရာကလေးပုံကျဲတယ်ငလင်းဖြစ်နေတယ်ပြောရမယ်အဲ့ဒီနေရာတွေအကုန်လုံးကပုံကျဲတယ်လို့ပြောရလောက်ခိုင်းလို့တဲ့ထောက်တာဘာမှတိကျမပြကြဘူးတိကျမပြနိုင် ဘုံကျဲတဲ့လေရင်ပြန်တော့ဗီဒီယိုမှတ်တမ်းမရှိဘူးတက်ပုံမရှိဘူးဘုံကျဲခံရပါတယ်လို့ပဲသူတို့ဟာသူထုတ်ပြန်တယ်ထုတ်မဟုတ်လဲကျွန်တော်လုံးဝမသိဘူးကျွန်တော်လည်းအဲ့နာမှရှိမယ်ရှိမယ်တော့လေရင်ဘုံကျဲပါလေဆိုတော့ကျွန်တော်မြန်မာလေးဒီလိုမြန်မာထင်နေရတာလည်းမဟုတ်ဘူးပြီးတော့နေမြန်မာရှိတဲ့လူတွေစုံစမ်းတော့လေသူတို့လည်းလေရင်မမြင်ဘူးအဲ့အချိန်မှာအဲ့နာမှလေရင်မမြင်လဲရဘူးဆိုတော့ဘယ်ကနေဘယ်သူလာဘယ်လိုဖြစ်လဲတော့ကျွန်တော်မသိသူတို့ကသူတို့ပဲမိုင်းပွဲပြီးတော့လေရင်ဘုံကျဲပါလေဆိုဝါရဖြန့်လာတော့ကျွန်တော်မသိဘူးပလောင်တို့ကတော့ဝါရဖြန့်နိုင်ရှိတယ်အချမ်းတွေကတော့ဝါရဖြန့်နိုင်ဆလေးတို့ကတော့ပြောရရှိတယ် တချို့နေရာတွေက PDF တွေကငလင်ကိုအကြောင်းပြပြီးတော့စစ်တပ်ကိုတိုက်ပွဲဖော်မယ်ဆိုပြီးတော့ပြောနေကြတာရှိတယ်ဆိုတော့နေမျိုးကျူးကျော်လာရင်တော့တချို့ကကိစ္စတွေတက်ကတော့ပြည့်ရတာရှိအောင်ရှိနေတယ်ဒါပေမဲ့အားနေရာနေတော့စစ်တပ်ကလေးနဲ့ပုံသွားကြည့်ရတော့မရှိဘူးကျွန်တော်ပြည့်ရတော့အားနေရာနေလေးနဲ့ပုံကြည့်ရတော့ကျွန်တော်ပြည့်ရတော့မရှိဘူးသူကအကြောင်းပြချက်ခိုင်းရင်မှတခုခုရှိလို့လေးနဲ့ပုံကျဲတာရှိရင်တော့အဲ့လိုရှိအဲ့လိုကြောင့်ဖြစ်မယ်အကြောင်းပြခိုင်းမယ်ရှိလို့ဖြစ်တယ်ဟုတ်လားဒါတော့တမတော်ကဒီမှာငလျင်ကိစ္စနဲ့အလုပ်ရှုံနေချိန်မှာသူတို့ကအဲ့ဒီတမတော်ရှိတဲ့စခန်းနေရာမြို့တခုဝင်စီးတာတိုက်ခဲ့တာ ဖျားစုပြီးတော့ဝင်လာတိုက်တာမျိုးရှိတယ်ကြားရင်တော့အဲ့ဒါတက်ကလင်းသွားပြီးတော့ဒီဘက်ကမြန်မြန်ဆန်သွားပြီးလေးနဲ့ပုံချဲပြီးတော့ခုနဒီကောင်လေးနောက်ဆုံးတော့ရင်6နာရီပြတ်ကတ်တယ်လောက်ရတယ်ဒါတော့ရှိတယ်ဒါပေမဲ့ဒါကလည်းအားနေရနေ6ပြည်နေတာမဟုတ်ဘူးဘာလို့လဲဆိုတော့လေးတစ်ခါပြတ်တက်တာလေးစီကုန်ကြစီပြတ်ကတ်မှုကုန်ကြစီဆိုတာတက်တက်ရှိပါတယ်ဒီလိုချင်းချင်းကတုံတောင်နဲ့တက်ကလေးရင်ကပြန်ဖို့ဆိုတာတုံတောင်မလုပ်ပါအဲ့တော့ဒါကစလင်းလိုဘာလို့ဖြစ်တယ်လို့ပြောလို့ကျွန်တော်တော့အဲ့လိုမြင်မထားဘူးအခုချိန်ထိလေးရင်ပြန်နေဆိုရင်သတင်းကိုခိုင်းမှမကြားရဘူး flight radar တွေမှာလည်းသိမ့်မပြဘူးပုံလို့တော့ ဒါတစ်ချက်နောက်တစ်ခုကနောင်ချိုးပါ sorry နောင်ချိုးဒီပလောင်ကသူ့နယ်မြေထဲမှာအတက်ကလေးနဲ့ဘုံလာကျဲပါတယ်ခေါင်းပြောတယ်ဒါကလေးပြန်တာခုနကကျွန်တော်လေးပြန်တာလေးကိုအဲ့ဒီနယ်မြေကလူတွေကမတွေ့ဘူးဆိုတော့တက်တက်မဲ့ကိုဒီတက်မလို့တိတ်ခါချတိတ်ခါချဖို့တော့ဝါရဖြန့်မှုတိတ်ခါချဖို့တော့ဝါရဖြန့်တယ်တရင်တပုတ်တာဖြစ်တယ်လို့ကျွန်တော်ကောက်ချက်ချတယ်ဒါက view ရှင်းလို့ပြောတာအဲ့တော့ချင်းမဒါလေးဖြစ်ကြပါဘောနော်နောက်ဒီ diamond ခရာဒီဗရန်ကိုလာတိုက်တဲ့ကိစ္စတော့တကယ်တိုက်ပါတော့ဗရန်အဝင်ကိန်းနာကိုလာတိုက်သွားတဲ့ကိစ္စတော့တကယ်ဖြစ်ခဲ့ပါတော့ကျွန်တော်စုံလိုက်ပြင်ချရှိရသလောက်တကယ်ဖြစ်ခဲ့ပါတော့ပြပြေးပေါ့လုတ်သွားတယ်ပေါ့ဆိုတော့ ဒါတွေလည်းဖြစ်နိုင်ပါသလားမင်းသူတို့ဘက်ကကြွေးကြော်နေတယ်ခါတော့မြင်တာပဲတက်မလို့ဒီချိန်မှာဒီချိန်မှာအင်အားနည်းနေနေနေမျိုးစင်လိုကြီးကြွေးကြော်နေတယ်လေနေမျိုးစင်လိုကတော့ကြွေးကြော်နေတယ်လေလူမဆန်တဲ့ကောင်တွေပေါ့ဟိုကြည့်ရမေးရသူ့မေးရခွေးနဲ့ဆက်ပြီးမွေးထားတာတော့မသိဘူးဒီကောင်မွေးဖို့တော့ခွေးနဲ့သက်ဆက်ထားတယ်တရေသားတရေသားဖောက်ထားတာတော့မသိဘူးတိရစ္ဆာန်ကောင်တော့တရေသားဖောက်ထားချင်ပါတယ်ဆိုတော့ထားပါတော့နေမျိုးစင်လိုပြောနေတယ်လေတက်ကအားနည်းတော့မှလာပြီးတော့ဟိုတွားပြီးတော့တင်းရမယ်ရှိတဲ့မျိုးတွေတအားနည်းတဲ့အချိန်မှာဝိုင်းတင်းရမယ်ဒီမျိုးတွေတင်းပြလိုက်ရမယ်ဘာညာသူပြောတယ်တိုက်ပြလိုက်မယ်ဆိုအဲ့လိုပြောတာရှိတယ် ဆိုတော့တို့ကအဲ့လိုကြီးပြောတာဖြစ်တဲ့အတွက်တို့ဘက်ကလုပ်တာဖြစ်နိုင်လားဆိုရင်တော့ခင်ဗျားတို့ရဲ့စဉ်းစားလို့ရပြီဖြစ်လာလို့ပေါ့ဒါတစ်ချက်ပေါ့ဆိုတော့ဒါတစ်ခုနောက်တစ်ခုကနိုင်ငံတော်နဲ့ပတ်သက်ပြီးတော့ခုတရင်နေပုံစံမျိုးကိုဖြန့်တာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ထိုင်ဝမ်ကိစ္စထိုင်ဝမ်ကိစ္စကတော့ရှင်ကိုပြောရရင်တော့ကျွန်တော်လည်းနေခဲ့မဲ့ဆိုရင်အတူလေးကြီးပြောပြောပေးနေပါတယ်အတူလေးပြောပေးနေပါတယ်အာထိုင်ဝမ်ကိစ္စနဲ့ပတ်သက်လို့ပါလဲဆိုတော့ချမ်းဘူထိုင်ဝမ်ကကုညီကယ်ဆယ်ရေးအဖွဲ့မြန်မာပြည်ကလက်မခံဘူးဆိုတဲ့ပုံစံမျိုးဝါရဖြန့်တာနတ်ဆက်ကအစိုးရလက်မခံဘူးဝါရဖြန့်တာ ကျွန်တော်နေကတခါပြောထားပါတယ်ခုလည်းထပ်ပြောပါမယ်ထိုင်ဝမ်ကယ်ဆယ်ဖွဲ့အခုဆိုရင်နောက်ပြန်ဆုံးသွားပြီသူ့နိုင်ငံသူပြန်သွားပါပြီပြန်သွားပါပြီထိုင်ဝမ်ကယ်ဆယ်ဖွဲ့ကမြန်မာရင်းနှာဆိုတော့ထိုင်ကလည်းကူညီမလို့လာခဲ့ပါတယ်ထိုင်ကလည်းလက်မခံပါဘူးမြန်မာထိုင်ကလည်းထိုင်ကလည်းလက်မခံပါဘူးဆိုတော့ထိုင်ကလည်းညှိနှိုင်းပါတယ်နိုင်ငံအနေနဲ့လာတော့လက်မခံဘူးထိုင်ဝမ်ထိုင်ကထိုင်ကလည်းထိုင်ဝမ်ကအရက်ဘက်ဖွဲ့စည်းပုံစံနဲ့လာကူမယ်ဆိုရင်တော့လက်ခံတယ်နိုင်ငံအနေနဲ့ဆိုလက်မခံဘူးဆိုတဲ့ပုံစံမျိုးထိုင်ကလည်းသူကလည်းရှင်မညှိနှိုင်းပါတယ်မြန်မာလည်းအဲ့တိုင်းပါအဲ့တော့ထိုင်ဝမ်ကကူညီအဖွဲ့ဟာ ထိုင်းကိုလည်းမရပါဘူးမြန်မာကိုလည်းမရပါဘူးဒီပွင့်လည်းပြောရအောင်အဲ့တော့မရရချင်းအကြောင်းရင်းကဘာလဲလို့မေးခုနကျွန်တော်ပြောတဲ့ထိုင်းဝမ်ကကုလသမဂ္ဂမှာတရားဝင်မှတ်ပုံအတိမတ်ပြုထားတဲ့နိုင်ငံတစ်ခုအနေနဲ့ရှိနေတာမဟုတ်ဘူးမဟုတ်တဲ့အခါကျတော့အကယ်၍သူကနိုင်ငံဆိုတဲ့အနေထားနဲ့လာကူညီလို့ဒီဘက်ကလည်းနိုင်ငံဆိုပြီးသဘောထားလက်ခံလိုက်ကျွန်တော်တို့ကကုလသမဂ္ဂရဲ့တတ်မှတ်ချက်ပေါ့ကြော်ပြီးတော့နိုင်ငံလို့အတိမတ်ပြုလို့ဖြစ်သွားမယ်ဖြစ်သွားတဲ့အခါထိုင်းဝမ်နဲ့ပတ်သက်ပြီးတော့အမြဲတမ်းပြဿနာပေါင်းတောထောင်ဖြစ်နေတဲ့ရှုပ်ထွေးနေတဲ့အနေထားမှာ ျွန်တော်မြန်မာနိုင်ငံတစားကံဖြစ်သွားတယ်ဒီအကူအညီလေးတစ်ခုကြောင့်တစားကံဖြစ်သွားတယ်နော်ဒါကြောင့်တစ်ခါတည်းကြရင်မြန်မာအစိုးရဘက်ကကြတော့စဉ်းစားရတယ်ဒီချစဉ်းစားရတယ်ဒါနဲ့ပတ်သက်လို့သူ့အကူအညီကိုလက်ခံခြင်းနဲ့ငါတို့လက်ခံဖို့အဆင်သင့်လည်းဖြစ်တယ်ဒါပေမဲ့နိုင်ငံသူတို့နိုင်ငံအနေနဲ့အစားအရက်ဘက်အဖွဲ့အစည်းအကူအညီဖြစ်နေကူပါလားဆိုတော့မျိုးကြတော့လေထိုင်ဝမ်ဘက်ကလည်းလက်မခံခြင်းနဲ့ပို့ပြတယ်ဆိုတော့တစ်ခါကပြောလိုက်ရင်တော့ထိုင်ဝမ်ကသူ့ဘက်ကပြောရင်သူကောင်းတာဖြစ်ပေါ့ဗျာသူကလည်းထိုင်ဝမ်လည်းသူ့ကိုယ်သူနိုင်ငံဖြစ်နေကဘာမှာကြီးညာချင်းတာဟုတ်ရကတ္တာလည်းကဘာကလည်းထိုင်ဝမ်ကိုနိုင်ငံဖြစ်နေအသိမှတ်ပြုရတဲ့လူနဲ့သူကနည်းနည်းပဲအသိမှတ်ပြုထားတယ်နိုင်ငံပေါင်း တရားကျော်ပေါ့နော်200နီးပါးကသိမှပြုထားဘူးဆိုတော့ကျွန်တော်တို့ကလည်းနိုင်ငံဖြစ်နေသိမှပြုခက်ပါတယ်ဒီမှာနိုင်ငံတို့ကဆိုတော့ဘာဖြစ်လဲကွာဘာဖြစ်လဲမင်းတို့လာကူတာလက်ခံလိုက်ပေါ့လို့ပြောလို့ရရင်ကျွန်တော်တို့လက်ခံလိုက်တာပြဿနာမဟုတ်ဘူးဒါပေမဲ့နောက်ဆက်တွဲကိစ္စတွေကြာရင်ကျွန်တော်တို့ကဒါကိုလက်မှုကိုဘာလဲဆိုမိထုပေးထားသလိုဖြစ်သွားမယ်လက်စာပေးသလိုဖြစ်သွားမယ်ကျွန်တော်တို့ကနေတိုင်းဒါကိုထိုင်ဝမ်နိုင်ငံလိုသိမှပြုလိုက်တယ်ဆိုပြီးတော့မြန်မာကဒီမှာပြုတဲ့ပုံစံမျိုးဒီကောင်တွေကဒါကိုခေါင်းစဉ်တက်ပြီးသူတို့မိတယ်မှာပြန်ဖောက်ရတယ်ကျွန်တော်တို့ကတစ်ဖက်မှာရှင်းရမှာကုလသမဂ္ဂနဲ့ရောအိန္ဒိယတရုတ်နဲ့ရောအခြားနိုင်ငံတွေတည်တည်နေပါ တော်တော်များနေပါကျွန်တော်ကရှင်းရတော့ကျွန်တော်မြန်မာဒုက္ခရောက်တော့မယ်ချမ်းညက်ပြီဆိုတော့ဒါကြောင့်ထိုင်ဝမ်ကိစ္စကထင်ထားသလိုလုပ်ချင်လို့လို့မရဘူးသူကနိုင်ငံဖြစ်တဲ့တာတတ်ပြီးလာချင်တာအဲ့တော့အဲ့လိုမျိုးထိုင်းကလည်းလက်မခံပါဘူးမြန်မာကလည်းအဲ့ဒီတိုင်းနိုင်ငံဖြစ်တယ်လက်မခံပါဘူးအရက်ဖက်ဖွဲ့စည်းပုံစံအကူအညီနဲ့ဆိုရင်လက်ခံမယ်ဆိုတဲ့တော်ရီကိုကျွန်တော်တို့နှစ်ဖက်သလုံးကညှိကြတဲ့သဘောရှိတယ်ဒါကြောင့်ထိုင်ဝမ်ကတော့နောက်ဆုံးမှာနိုင်ငံဖြစ်တဲ့လာမယ့်အတူတူပြန်တယ်ဆိုတဲ့သဘောမျိုးသူပြန်သွားပါတယ်ဒါလည်းပြီးတော့ဒါပေမဲ့ထိုင်ဝမ်ဘက်ကတော့သူတို့ဘက်ကအတားအဆီးယူပြီးတော့တရင်တွေမှာရင်းနေကြတာရှိပါတယ်ဒါတစ်ချမ်းဒါပေမဲ့ဒီနေရာမှာ ဘာဖြစ်လို့ထိုင်ဝမ်ထိုင်ဝမ်ထိုင်ဝမ်ဆိုတော့ highlight လုပ်ကြတယ်လေဆိုတော့မေးဖို့ထိုင်းကိုလည်းလာကူညီတဲ့နိုင်ငံအသီးသီးအကုန်လုံးကိုထိုင်းကကိုလက်ခံတယ်မြန်မာကလည်းအကုန်လက်ခံတယ်နိုင်ငံပြားထားတော့မြန်မာကိုလာကူညီတဲ့နိုင်ငံ20မကောက်ရှိတယ်ဆိုတော့နိုင်ငံ20မကောက်ကူညီတာအကုန်လုံးအဆင်ပြေတယ်တနိုင်ငံကအဆင်မပြေတာကိုဘာဖြစ်လို့တချို့လူတွေက highlight လုပ်ကြတယ်သူတို့ရွေးချက်ကယူသားလို့ယူသားတယ်ထင်တယ်ပွန့်လန်ပြောရင်တော့အဲ့ဒီထိုင်ဝမ်ကိုအမိတက်ပြီးတမင်ပြောနေတာစစ်တပ်က နာဂစ်တုံးကလည်းဟိုနိုင်ငံဒီနိုင်ငံလာတာလက်မခံဘူးဆိုပြီးတော့ခေါင်းစဉ်တက်ပြီးကုလဲကြီးအောင်ထိုင်မှန်ကူညီတာလက်မခံဘူးစစ်တပ်ကနိုင်ငံဟိုစစ်တပ်ကနိုင်ငံလိုက်ကူညီတဲ့ဟာကိုလို့နိုင်ငံပေါင်း၁၀၀လိုင်း၁၀၀လုံးလက်ခံတယ်ထိုင်ဝမ်တခုမှပဲနည်းနည်းညှိရနိုင်ရခဲ့တယ်ဆိုတော့တရားကောင်းရင်တရားကောင်းပါလေတခုမှညှိရနိုင်ရခက်တာဘာဖြစ်လို့တခုညှိရနိုင်ရခက်တာကိုပဲသူတို့ပြဿနာရှာနေလဲဆိုတော့မေးခွန်းကိုအဲ့ဒီမေးခွန်းမေးတဲ့လူကိုပြန်ဖြေရထိုင်ဝမ်ဘာလို့ကူညီခံရလဲဆိုတာဆိုရင်ဟုတ်ပြီကူညီခံရခွင့်ရကူညီကူညီလာကူညီတဲ့နိုင်ငံတွေရောဘာကြောင့်ညာနေရဆိုတော့မေးခွန်း သူတို့မစင်တာဘူး။ကုညီခွင့်ရတဲ့သူတွေကြတော့မှားနေတယ်။ကုညီခွင့်ရတဲ့နိုင်ငံတွေအများကြီးဒါနိုင်ငံဖြစ်လို့ရတယ်။ဆိုတော့ဒါလေးကိုကြတော့သူစနာပဲနဲ့ပြဿနာရှာခြင်းလို့လားဒီအမဲစရိတစ်ဆက်ကိုပဲပြဿနာပတ်ရှာနေတာ။ကိုယ်စနဲ့ကိုယ်ရရဲ့လို့အဖြူရောင်းမစင်တာဘူး။အမဲစရိတစ်ဆက်ကိုစောက်ပြဿနာရှာတာဒါလေးပြောနေတာ။တက်တက်ကိုတက်တက်ကိုပြဿနာရှာတယ်။ကိုယ်မှပဲဒီစက်အဆွေအောင်မှာတိတ်ခါကြနေခြင်းနဲ့ထိခိုက်နေနိုင်ခြင်းနဲ့စိတ်နဲ့ရွေချက်ရှိရှိနေကိုတမင်ကိုထိုင်ဝမ်ထိုင်ဝမ်ထိုင်ဝမ်ဟိုက်လိုက်လို့ပြောပေါ်နေပြန်ကိုညံမမီရကြတယ်ညံနှုံနေရကြတယ်ကိုကြက်မပြေရကြတယ်ပြီးတော့ကိုကိုယ်တိုင်ကစိတ်နှလုံးသားမတန့်ရှင်းရကြတယ် ကိုကိုတိုင်းကမျက်စိရစိတ်ညားနေတာတိတ်ပေါ်တယ်ကိုကိုတိုင်းကအချိန်နှမဟုတ်မသိဘဲနဲ့ပြောနေရကြတယ်ကိုကိုတိုင်းကအချိန်နှမသိပါလဲနဲ့တမင်ကိုအပုတ်ချခြင်းလို့ပြောနေတာအဲ့ဒီတိတ်ပဲအဲ့တော့ကိုကိုတိုင်းကကိုကိုကလေးမယူတာအဲ့ဒီလိုအဲ့လိုပြောတယ်သူကကျွန်တော်တို့ကရှင်းရှင်းလေးလက်ခံတာကိုစဉ်းစားမယ်လို့ကျွန်တော်နားလည်ထားတယ်ဒါပဲကျွန်တော်မြင်ရတယ်ဆိုတော့ခုနနိုင်ငံဖြစ်နေတဲ့ပြဿနာလားရှိနေတယ်ဆိုတော့ဒါ ਉ မြဒါ ਉ မကလန့်ကြတိုက်ချင်နေဆိုလေခင်ဗျားတို့သဘောပဲအဲ့တော့ခင်ဗျားတို့ပြောတဲ့ NUG ကထိုင်ဝမ်လက်ခံကြည့်လက်ခံလိုက်ခင်ဗျားတို့ဒီနတ်ဆက်ကလက်မခံဘူးဆိုလေ NUG လက်ခံလိုက်ပေါ့ဒါပဲရှိတာပဲ ကျားတို့ရဲ့အားကိုးရအင်ဂျီရဲ့လက်ခံလိုက်ပေါ့သူတို့လက်ခံခိုင်းလိုက်သူတို့လက်ခံနေဆိုရင်သူတို့ကသူတို့လက်ခံပြီးတော့ကုညီချင်းနေတယ်ဗျာကုညီလိုက်ပေါ့ဒါပဲရှိမြန်မာနိုင်ငံတော့ဝင်လို့မရအောင်ဘာလို့မျိုးလက်ရှိမြန်မာအစိုးရကတော့ဟိုကလည်းပြောရင်တော့ဒါနိုင်ငံပေါင်းစုံနဲ့ချိတ်ဆက်ပြီးလှုပ်လှုပ်နေတာဖြစ်တဲ့အတွက်နိုင်ငံပေါင်းစုံနိုင်ငံတရာရှိလို့69နိုင်ငံမှအစီအပြေပြီးတနိုင်ငံပြဿနာရှိတာလောက်ကိုသူတို့လည်းညှိတာပဲဒါမနိုးလို့ပြောတာမဟုတ်ဘူးညှိရနိုင်ရလုံးရင်းနဲ့မှမရတဲ့ဆုံးဖြစ်သွားလို့ကျွန်တော်မြင်တယ်အဲ့ဒါကိုတမင် ပြဿနာရှာနေတဲ့ဒူရီသားလေးရင်မယိုးသားတဲ့တတိမမှန်တဲ့ဗီဇရှိလူတွေပဲကျွန်တော်မြင် တော့ထိုင်မှာဖွက်လေသူကသူနောက်ပြန်ဆိုလို့သူကိစ္စပါသူကသူရည်တည်ချက်နဲ့သူဆန္ဒနဲ့သူသဘောနဲ့သူပါသူလည်းဟိုကနေပြန်ကုညီချင်းနဲ့စိတ်က30ဆိုရင်တခြားဟွာလေ30ပါပါလိမ့်မယ်ဒီလိုပါလိမ့်မယ်လို့ကောက်ချက်ကျွန်တော်ချပါတယ်သူတို့သူကုညီချင်းနဲ့စိတ်ကိုတော့ကျွန်တော်တို့ဘာမှမကြိုးလို့ပါဘူးသူတို့တကယ်ကုညီချင်းနဲ့စိတ်မှန်ရင်နိုင်ငံဆိုတော့ခဏပဲထားပြီးတော့ထိုင်ဝမ်ကလာကူညီတယ်ဆိုရင်ရပြီထိုင်ဝမ်နိုင်ငံလို့မတက်ဘဲနဲ့ထိုင်ဝမ်ကလာကူညီတယ် တရုတ်တိုင်ပြည်ကလာကူညီတယ်ဆိုရင်တော့ဒါ okay တယ်ပေါ့ပဲဒီလိုကျွန်တော်မြင်ပါတယ်ဒါကတော့ကျွန်တော်မြင်နောက်တစ်ခုကသတင်းတောက်လေးနိုင်ငံတော်သတင်းတောက်လေးလာတဲ့ကိစ္စနိုင်ငံတော်သတင်းတောက်လေးလာမဲ့ကိစ္စကိုလာခွင့်မပြုတ်ရကောင်းလားဆိုပြီးတော့မှစိတ်ဆိုးကြပြန်အောင်ဘုရားဆောင်မင်းတို့ပြောတာရှင်းရှင်းလေးနိုင်ငံကသတင်းဌာနသတင်းတောက်ပေါ်များတော့သူတို့လာဖို့သူတို့ပြောနေကြတာရှိတယ်ခင်ဗျအယ်ဂျာဇီးရာတော့မြန်မာပြည်ထဲရောက်နေတယ်ပြန်ထွက်လို့မရဘူးအခုနေပြည်တော်ကသူသတင်းယူနေတယ်အယ်ဂျာဇီးရာလူရှိနေတာပဲ BBC ရာလူလည်းရှိနေတယ်နော် ABF RFA အကုန်လုံးတရားလူရှိနေကြတယ်တော်တော်များများမရှိနေကြတယ်ရှိပြီးတော့အဲ့ဒါနေသတင်းပြန်ပို့နေကြတယ်ဘုန်းကြီးတွေ ကိုနိုင်ငံကလာခြင်းတဲ့တောင်တွေကလာတော့လာကြလိမ့်မယ်။ဖက် CNN CNN က Clarissa Ward လို့မြို့သူမီကလင်ကြီးအမျိုးသမီးမျိုးစုဘယ်လိုလဲ။ CNN က CNN က Clarissa Ward တော့လာသွားတယ်မှတ်မိတယ်ခါ27အခင်းချင်းမှာသူလာသွားတယ်မှတ်မိကြအောင်သွားတယ်။ပြီးတော့သူရိုက်ပြီးတင်သွားတယ်။သူလာတော့တော့အကောင်းပဲပြီးတော့ရိုက်လိုက်တင်တော့ခင်ဗျားဒီမှာနိုင်ငံဆုပ်ပြတ်တော့ပေါက်ကြဲရှောက်ပြုံးသွားတာ။ရှောက်ရှောက်လို့သွားတာ။သူကအဲ့လိုကလင်ကြီးချင်းမှာဟုတ်မဟုတ်ဘူးခင်ဗျားဘယ်လိုပေါ်သွားလဲဆိုတော့ခင်ဗျားဗာလဲဟိုကအဲ Israel နဲ့ Palestine ဖြစ်စင်မှာအဲ့မှာသူသူ ကလောကလောဝါကျူရဲ့ CNN ကဘလောက်ကလေးကြီးလောက်သွားလို့ပေါ်သွားရောလေပေါ်သွားတော့မှအချက်တွေကွဲကုန်တယ်မမှတ်မိဘူးလားငါတို့ခါအဲ့တော့ကျွန်တော်နိုင်ငံဝင်လာခြင်းတရင်တော်တွေနိုင်ငံတော်တွေရှိတယ်ကျွန်တော်ဒီ NASA ကဆိုရလည်းသိတယ် Okay သူတို့စီကိုကမ်းလှမ်းနေအများကြီးအများကြီးကြတယ်ဒါပေမဲ့တခြားကိစ္စတွေခဏထားဘလောတဲ့အခြေအနေမှာနံပါတ်1လမ်းပန်းဆက်သွယ်ရေးအခြေအနေသိမကောင်းဘူးနေထိုင်ရေးအခြေအနေမကောင်းဘူးတဲပို့ဆောင်ရေးအခြေအနေသိမကောင်းဘူးနော်ရေမီးအခြေအနေမကောင်းဘူးစားရေးတောင်ရေးအခြေအနေမကောင်းဘူးနော် ချင်းကောင်သူများကိုကဲဖို့သွားရင်ကိုယ်ပြန်ကဲရတဲ့ဘွားတွေပြောင်းမှာအဲ့လိုမသူများကိုတရင်ရဖို့သွားရင်သူတို့ပြန်ပြီးကြိုက်ရတယ်တရင်ဘွားရောက်ပေါ်မှာအဲ့တော့ချင်းနေချင်းခါတွေကလွယ်လေးကူနေတာမဟုတ်အဲ့တော့ဒီလိုနေထားမျိုးမှာနိုင်ငံတော်ဆိုတာအနေနဲ့ကကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုပဲသူဦးစားပေးခေါ်ရလိမ့်မယ်နိုင်ငံတကာသတင်းတော်တွေပါကြီးလာဖို့မလာဖို့ကခဏနေဦးဘာလို့လဲတကဘာလုံးကတိပြီးသွားပြီစိတ်မထူးခြားတော့တကဘာလုံးကတိပြီးနေပြီတကဘာလုံးကဒီအကြောင်းအရောတော်တော်များတိနေပြီတော်တော်များနဲ့နဲ့တိနေပြီဘာလို့ဂျိုးဘူးကတစ်ချက်ခေါက်နေတော့အကုန်ပေါ်ပြီလားမြန်မာပြည်ရဲ့အခြေအနေကိုကတေယုတ်ကပေးတဲ့တေယုတ်ဆိုရင်သူဂျိုးဘူးကတောင်းတိုင်းကြည့်နေတာကြည့်ပြီးတော့ ဘယ်နေရာမှာစာအုပ်ပြက်ပြီးဘယ်နေရာမှာဖြစ်ကုန်ဆိုတော့ပေါ်ကြိုးရတော့ကြည့်တယ်ဒီကအမေရိကလည်းတမ်းပဲကြည့်နေတာဆိုတော့ကမ္ဘာလုံးကတိနေပြီလားဖြစ်နေပြီတိနေလို့လည်းကမ္ဘာလုံးကအုံနဲ့အတွင်းနဲ့ဝိုင်းကူတာအဲ့တော့သတင်းတော်တွေလာမှမလာမှရတော့မဟုတ်တော့တိတ်ချက်ကတော်တော်မြေမှာရှိမှရှိမရှိမှမဟုတ်တော့ဘူးဆိုတော့ citizen challenge တွေအများကြီးရှိနေတယ်နောက်တစ်ခုကပရိုက်တာကုညီရေးလူမှုကေဆေးအဖွဲ့တော်တော်များကသူတို့က portable လေးတွေ wifi portable လေးယူလာတယ်ပြီးရင်သူတို့ရှေ့ကဓာတ်ပုံသမားတွေပါတယ်အဲ့ကောင်လေးရိုက်တယ်ဗီဒီယိုရိုက်ရိုက်ပြီးသူတို့ကသူတို့ရဲ့ ဟို page ဒီမှာပြန်တင်တယ်အဲ့ video file တွေကလည်း official သုံးရတာဟာလေးကြီးပဲဒါကြောင့်ဒီဟာတွေအကုန်လုံးစဉ်းစားရှိပြီလားဖြစ်တဲ့အတွက်ရှိနေပြီလားဖြစ်လို့လေကိုရတကမာလုံးကိုတီးဖို့တခြားသတင်းတော့တွေတခုကလာကြတော့အရင်လိုနေမယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်တို့တော့ပြည်တွင်းမှာနေမယ်ထုံချုံနေရသွားလို့မရဘူးသွားတော့သွားတော့ပဲနဲ့ကျွန်တော်တို့ရတဲ့နေရာရသလောက်ပဲတည့်ယူပြီးတော့အနောက်ရှက်မဖြစ်စေချင်ဘူးကိုယ်ကြောင့်အနောက်ရှက်မဖြစ်စေချင်ဘူးသတင်းသမားတွေကတခါတည်းကြရင်ကူညီပေးသလိုနဲ့တချို့ကိစ္စတွေအနောက်ရှက်ပေးသူတွေဖြစ်သွားတတ်တယ်သတင်းသမားတွေကတခါတည်းမှာကူညီပေးဖို့သွားရင်းနဲ့ကိုကအနောက်ရှက်ပေးသူဖြစ်သွားတတ်တယ် ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒါကိုနားလည်တဲ့အတွက်ခဏလေးစောင့်နေအခုဆိုရင် Facebook မှာ TikTok မှာ Telegram မှာဗီဒီယိုဖိုင်ပေါင်းများစွာခင်ဗျားတို့မြင်နေရတယ်မျက်ရည်ပေါင်းကြီးနေကြတချို့က1နဲ့ကြီးကွဲ CCTV မှာတန်းနေထွက်လာအာအများကြီးပဲအခုတရားပြစ်ထွက်လာကြီးပြီးတော့တနေ့တနေ့အဲ့ဒါကြီးပြီးတော့1နဲ့ကြီးကွဲဖြစ်နေရတယ်ခင်ဗျားကျွန်တော်တို့ကိုယ်တိုင်သွားရိုက်မယ်ဆိုတော့ပို့တော့ဒီလောက်ရချင်မှရအောင်ပါစုံညမစုံပါဒီမှာစုံရအဲ့ဒါပြောချင်တာအဲ့တော့ဒါတစ်ချက်ပါတော့သတင်းတော်တွေကိုအတွက်ကိုတိကျစီစဉ်ပေးဖို့ကိစ္စလုံးဝအဆင်ပြေနိုင်ဒါကြောင့်မလို့တို့ကအခုချိန်မှာတော့စင်မပြေသေးဘူး တို့ဒီမှာခက်ခဲနေလို့ရှိရေပေါ့အဲတို့တို့အနေနဲ့အရန်လိုက်ချင်တယ်အရန်လုပ်ချင်တယ်ဆိုရင်သက်ဆိုင်ရာနိုင်ငံမှာတို့အခြေစိုက်တဲ့နိုင်ငံကကုညီကယ်ဆေးတီးမီအဖွဲ့တွေရှိမယ်အဲ့ဒီအဖွဲ့တွေနဲ့အတူရောပြီး join လုပ်ပြီးလိုက်လာခဲ့ရင်တော့ပါလာနိုင်ရှိရှင်ဒါတော့နာဆာကအနေနဲ့ကတချို့သတင်းသမားတွေတတိကြီးထားတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ရင်တချို့သတင်းဌာနတွေကစိတ်ဆေးတာမှန်တတိမမှန်ဘူးဒါကြောင့်ကျွန်တော်တို့တတိကြီးထားတယ်ဆိုမှန်တယ်ဒါကြောင့်ခုနကတို့အနေနဲ့တို့ကတော့ဒီတိုင်းချက်မပြောဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်ကတော့ကိုယ်လည်းကျွန်တော်ကအမြင်နဲ့ကျွန်တော်ထည့်သွားတယ်တို့တတိမမှန်ကြရတဲ့တချို့ကိစ္စတွေကလည်းဒါတွေကဆက်ဖြစ်လာတာပြီးတော့ ီထဲမှာကိုအကြာကြီးရတဲ့ဟာတော့မှရှိနေရှိလို့ပဲဦးနဲ့စိတ်ယုံနေမှာဟိုသူသူအင်တာဗျူးကိုသွားရင်စိတ်ယုံနေမှာဖြစ်တဲ့ဟာကိုသူကိုယ်တိုင်ကရိုက်ရိုက်ပြီးတော့တင်ပြီးတော့တခါတင်ဆက်တာလေဒါကြောင့်သူတို့ကအဲ့လိုလုပ်ထားဆိုတော့ဒါအမှန်တရားပဲဒါ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 နားလည်ရမယ့်ကိစ္စတစ်ခုလို့ကျွန်တော်မြင်နေအဲ့တော့ရှိနေပြီလားတရင်တော့ကိစ္စလည်းဖွားနေတာဖွားနေကြတာတကယ်တည်းမြင်မှထင်သာသလိုရှောက်ပြောနေကြတာပဲရှိတာပါအစိုးရရှောက်ပိတ်ထားတာမဟုတ်ဘူးအခုအင်တာနက်ခကြီးမှာလူတိုင်းရိုက်တင်နေတာတက်တက်မဲ့ဒီနားသက်ကအစိုးရကိုရဲ့လုပ်ငန်းစဉ်တွေကိုနှောင့်နှေးအောင်ပြန့်ကြအောင်သေးသေးအောင်မင်းမင်းအောင်တမင်တက်တက်ကို ူရရမှာအထင်မြင်လွဲမအောင်ကိုတမင်ကိုရှောက်ပြီးလုပ်ချင်ကြလို့ဒီပေါက်တက်ကဲရှောက်တင်ကြတယ်ကိုကျွန်တော်ပွင့်လွန်ပြောပြစီဒါကျွန်တော်နေမှာနော်ဒါတစ်ချက်နောက်တစ်ခုကဒီလိုအခြေအနေမျိုးမှာနော်ဒီလိုအခြေအနေမျိုးမှာအခုငလျင်နဲ့ပတ်သက်ပြီးတော့တော်တော်များရှေ့ထွက်လာတဲ့ကိစ္စတွေလည်းကြည့်ပြီးတော့ကျွန်တော်တို့ဝါနာချိနေရပါတယ်ဥပမာဆိုကြပါစို့ KBZ KBZ ဆိုလို့ရှိရင်အခု KBZ ဘဏ်က KBZ ဟိုကာဗောဒါဖောင်ဒေးရှင်းနဲ့ KBZ ဘဏ်ပူးပေါင်းပြီးတော့ဒီငွေကျပ်15ဘီလီယံမှတည်လိုက်ပါပြီမှတည်ပြီးတော့သူတို့ လူရဲကူညီမှုတွေလုပ်မယ်ဆိုမှကြည့်ကြပါပါတီပါဒါလည်းဟိုလည်းပြောရရင်တော့မြန်မာနိုင်ငံမှာကျွန်တော်ခဏခဏပြောရတယ်မြန်မာနိုင်ငံမှာဒီ KBZ တကယ်ကိုပဲကျွန်တော်အမြင်ဆိုတော်တော်ကိုမှသူကထိတ်တန်းနေရထိတ်ဆုံးရပဲနံပါတ်၁နေရကိုပေးဖို့ပေးရမယ်ဖွဲ့စည်းဖြစ်လာတယ်လူဒီလူတွေဒုက္ခရောက်ပြီဆိုတဲ့နဲ့ KBZ ကအမြင်အစင်းနေရှိပြီးရင်လူဖို့လည်းအစင်းနေမယ်ပတ်စံလည်းတုံးနေနေရမှာတခြားလူတွေအားလုံးတဲ့ပို့တုံးတယ်တုံးတာတွေ့ရတယ်ဆိုတော့ KBZ ကဟို KBZ ဥဆောင်သူတွေတော်တော်ရဲ့သူတို့ရဲ့စိတ်စဉ်ကတော်တော်ကောင်းတာတွေ့ရတယ်ဥဆိုတဲ့15ပြည် ီးခဲ့တဲ့ရေဘေးတုန်းကလည်းရေဘေးတော့သူတို့လှူတာဘီလီယံကိုကျွန်တော်ထင်တယ်ဘီလီယံ20 30မကောက်ဘူးလို့ကြားတယ်အဲ့ဒါလည်းများတယ်ကောက်သူတို့ရွက်လှူတာဆိုတော့သူတို့သူတို့ရဲ့ဒီဗီဇက်တစ်ခုလုံးရဲ့ဒီတစ်ချောင်းလုံးလှူတာခဲ့တာဆိုဘီလီယံ100ကျော်200ကျော်သွားပြီလို့ကြားတယ်100ကျော်200နီးပါးပေါ့200နီးပါးလောက်ရှိပါပြီလို့ကြားတယ်ဘီလီယံ200နီးပါးလောက်ရှိပါပြီကြားတယ်သူတနိုင်ကလုံးမှာနေရာဘောကဏ္ဍဆိုမှသူတို့လှူတာဘီလီယံ100ထက်မနည်းပါဘူးရှိပါပြီလို့ကြားတယ်ဆိုတော့ပြောချင်တာတော့သူတို့ကတော့သူတို့ထက်လှူတယ်ကျွန်တော်မတွေ့သေးဘူးဒီနိုင်ငံမှာတော့တော်တော်များပါတယ်နော်ဒါတစ်ချက်ပေါ့ဒါပေမဲ့ ဒီ KBZ ထွက်လာသလိုတခါ CB ကလည်း CB ကလည်း CB ပေါ့ဗျာ CB ပေါ့ဟို CB အုပ်စုပေါ့အဲ့အုပ်စုကလည်းဘီလီယံကျပ်10ဘီလီယံမှတည်မယ်လို့ကျင်နာတွေ့ရတယ်ဒါ CB အုပ်စုနောက် AR ကလည်း AR ကလည်းသူတို့ကိန်းကနအမောင်းတော့ပြောရသေးတယ်သူတို့လည်းဒီအကုန်လှူမယ်ဆိုတဲ့သဘောမျိုးတိတိကျကျဘူးဆိုရင်စပြီးတော့မနေ့ကဆိုရင်ကျွန်တော်ထည့်ပြောပါထုတ်ပြောတာတွေ့ရတယ်နောက်မနေ့ကကျွန်တော်မွေရမှားသွားပါတယ်စိတ်နဲ့မြမဟုတ်ဘူးဗျစိတ်နဲ့မဟုတ်ဘူးဟိုပါလဲ ီဘွေရနာမည်ကိုကျွန်တော်မေ့နေဗျာကျွန်တော်လည်းဘွေရနာမည်မေ့နေ sorry ဗျာတကယ်ပါကျွန်တော်စိတ်နဲ့လူမပြောမိပါဘူးခါနာပါတယ်ဟိုတကယ်ဘွေရတော့လူလူတက်တာကျွန်တော်မှားချို့တာပါအဲ့ဒါလေးလေးကျွန်တော်ဟုတ်သတိဟုတ်ကဲ့ဒါပါနောက်တစ်ခုကဟိုနေ့ကလည်းအရှင်စနာတိကလည်းအရှင်စေကင်းနဲ့လည်းမဟာရီလည်းကျွန်တော်တောင်းပါတော့အဲ့ဆိုအဲ့ဆရာတော်နှစ်ပါးကိုကျွန်တော်အမြဲတမ်းမှားလို့ရှိလို့ပါအမြဲတမ်းမှားတယ်ကျွန်တော်အဲ့ကြောင့်မလို့အဲ့ဒီတော့လည်းမှားသွားတယ်ကျွန်တော်တောင်းပါတယ်သက်ဆိုင်ကူတဲ့သက်ဆိုင်ပါပြီနော်အဲ့တော့ဘာလို့ပြောပြောအခုလူရန်နေကြတဲ့သူတွေတူကြတဲ့ဟွာတွေကိုကြားရတဲ့အခါကြည်လူကြတယ်ကျွန်တော်တို့ကြည်လူပါလေကြည်လူကြဖြစ်နေလို့ကျွန်တော်မြင်ပါတယ်နောက်တစ်ချက်က C အသင်းပေါ့နော် C C အသင်းကလည်းဒီလိုပဲသူတို့လည်းဒါစပြီးကြောပြီသူတို့လည်းလှူပါမယ်ကြားပါမယ်ကျင်ညာတယ် C ကလည်းကျင်ညာတယ် C အသင်းကလည်းကျင်ညာတယ် C အသင်းနဲ့လားဆိုတော့အားလုံးကအခုတယောက် ပြီးတော့ထွက်လာတာပေါ့နော် C ရောဆန်ကရော C အသင်းကတော့ဒါစပြောတယ် C အသင်းကသူတို့မတ်ဒီမဲငါ့ကိုလည်းသူတို့ပြောတယ်အာ C အသင်းကတဲ့သူတို့ထုတ်ခဲ့ကြမှာကျွန်တော်ဝိုင်းကိုလှူရမ်းကြပါဆိုပြီးတော့ရပုံခွင့်နဲ့ချက်သိန်းတော်သိန်း၃၀၀၀မတ်ဒီတယ် C အသင်းကနော်ရန်ကုန်စီအသင်းကသိန်း၃၀၀မှတ်တည်မယ်အဲမှတ်တည်ပြီးတော့ မတ်တီးပြီးတော့သူကဒီရှောက်ကျူကြရောဗျာအဲ့တော့တခြားတော့ဒီစီတွေတော့နော်စီစီစီနဲ့သိန်းတော့မတ်တီးတာရံပုံငွေမတ်တီးတာစီသိန်းတော့တခြားတူတိုင်းပေါင်းလိုက်ရင်သိန်းတောင်းဝင်းချင်းစုတော့သိန်းတောင်းဝင်းချင်းသူတို့စီသိန်းကတူမဲလို့ချင်ရတယ်နော်စီစီဘူးလေလူသားတွေရောပတ်စံရောဘာအောင်ညာရောပစ္စည်းတွေရောစီသူဘူးတွေရောအကုန်လုံးပေါ့ပေါ့နော်သိန်းတပေါင်းဒီပါလောက်တို့လူသားတော့ရှိပါလေစီသိန်းကပြောတယ်အဲ့တော့တကယ်လို့တို့နဲ့တူတူချင်းလဲဆိုတော့တို့ရရတယ်တို့နဲ့တူတူချင်းပါဆိုပြီးစီသိန်းကလည်းကျင်းရတယ်စီရင်မဟုတ်ဘူးတခါ ဒီစံတဘာသိကျုပ်ကလည်းသူတို့အနေနဲ့ကြသိမ်းပေါင်းတောင်းခွဲကိုကနဟူးမှတီးပြီးတော့စတယ်အဲစံတဘာသိကျုပ်ကလည်းကြသိမ်းပေါင်းတောင်းခွဲလို့ပြောတယ်နောက်တစ်ခုကအာကုန်းဆက်မှုသိကျုပ်ပေါ့နော်ဒီမှာနိုင်ကုန်းဆက်မှုသိကျုပ်ကုန်းတဲ့ဆက်မှုသိကျုပ်ကလည်းခုဒါသူတို့ကလည်းလှူမဲဆိုပြီးကျင်ရတယ်ကုန်းဆက်မှုသိကျုပ်လှူမဲဆိုကျင်ရတာဘာပြောသူကလည်းဘယ်လောက်များလဲလို့မေးရင်ကုန်းဆက်မှုကြသိမ်း2000လို့ကျွန်တော်သိရတယ်ကုန်းဆက်မှုမှတီးမှာသိမ်းပေါင်း2000ကျွန်တော်မှမှသူတို့မပြန်ကြည့်ရဘူးကုန်းဆက်မှုကသိမ်းပေါင်း2000မှတီးပြီးတော့စပြီးတော့ကုင္ကြီးလုပ်ငန်းနေ စပြီဆိုပြီးကုလူစက်မှုတရုတ်ကလည်းပြောတယ်ဆိုတော့ဘာလဲပြောအကုန်လုံးကဝိုင်းဝန်းပြီးတော့ဒီလိုထွက်လာကြတာတွေ့ရတယ်ဘာလို့ဝိုင်းဝန်းပြီးထွက်လာကြတာတွေ့ရတယ်ဆိုတော့ဟိုအားလုံးဒီလိုထွက်လာပြီးတွေ့ကြတယ်လူမြရှင်တွေလောက်ကြတယ်သူကြတန်းကြသွားကြသွားကြလောက်ကြခိုင်းကြပေါ့နော်ဒါရေးတွေ့ရတယ်ဆိုတော့ဘာလဲပြောရှေ့ထွက်ပြီးကုညီနေကြတဲ့လူမြရှင်တွေကိုကျေးဇူးတင်ပါတယ်အဲကြံနေသေးတဲ့သူတွေလည်းရှေ့ထွက်ကြဖို့လည်းတိုက်တွန်းပါတယ်နော်ဘာလို့ပြောဒါရေးကိုတိုက်တွန်းပါတယ်နောက်တစ်ခုကဒီဒီလိုမျိုးဖြစ်စဉ်တွေဖြစ်နေတဲ့အချိန်မှာအမိုင်းလာမိုင်းလာဘက်ကတော့သူတို့ရဲ့ကြံကိုရုပ်သိမ်းနေလို့ကြီးညာပါလေမိုင်းလာအထူးတွေတာ တို့ရဲ့တချံရုပ်သိမ်းတွေကိုကျင်းကြပါတယ်တချို့တွေကတော့မန္တလေးမှာတချံကိုမဖြစ်မနေရအောင်ကျင်းပဖို့အတွက်မန္တလေးအတင်းကျပ်ဆောက်နေပါတယ်ဆိုပြီးတော့ဝါရဖြတ်တယ်ကျွန်တော်တိရတယ်လို့မန္တလေးကကုညီကယ်သေးကိစ္စရင်းနဲ့လုံးပန်းပန်းနေတာပါဒီတချံမန္တကျူတွန့်ဆောက်ဖို့ဒီတို့အဲ့လောက်ဒီမန်မဲတာမဟုတ်ပါဘူးအဲ့ဒါကိုဝါရဖြတ်နေကောင်ကလည်းတမင်ကိုအစိုးရအောင်တိခါကျနေခြင်းနဲ့စိတ်နဲ့ဒီ Facebook ကရေးချင်တာရေးလျှောက်ပြောချင်တာပြောနေရတယ်ရှိတယ်ကျွန်တော်ပို့လိုက်ကအဲ့လိုလူတွေကိုကြတော့လေမရရရနေဖော်ထုတ်ပြီးထောင်ထဲကိုထည့်တာဘာကြောင့်လဲဆိုတော့ဒီလိုမျိုးတိုင်းပြည်ကကပောက်ကောက်မှာဖြစ်နေတဲ့အချိန်မှာဒီလိုပောက်တက်ခဲ့တဲ့လျှောက်ရေးတဲ့ကောင်တွေက ဟုတ်လည်းပြောရင်ဗျဟိုဒီရားရဲ့လူတတ်တာလည်းအဖြစ်ကြီးတယ်လူတွေကိုပောက်တက်ရရှောက်ပြီးတော့ဝါရဖြန့်ပောက်ကရရရှောက်ရေးတယ်အဲ့ကောင်တွေလူတတ်တာလည်းပုံအဖြစ်ကြီးတယ်အဲ့ကောင်တွေထောင်းထောင်းထဲတာမှာဖမ်းပြီးတော့မရရအောင်ဖမ်းပြီးတော့ထောင်းထဲထည့်ပြန်စာပို့တစ်ခုရေးတင်လာတယ်အဲ့ကောင်တွေပောက်ကရရထောင်းထဲထည့်ပါဘာလို့လဲမဟုတ်ရင်ဒီလိုပောက်တက်ကြရရှောက်ရေးပြီးလူတွေကြားထဲမှာအော်တောင်းနေရှောက်လို့တစ်တော်တွေမှာဟုတ်ရေးတင်တစ်တော်တွေမှာလုံနေကြပြောနေကြတယ်တစ်တော်မှာခုဆိုရင်တစ်တော်တွေမှာရှောက်လို့မရတယ်နိုင်ငံခြားသားတွေကတစ်တော်တွေကနေတင်ပြီးတော့အာစစ်ကောင်စီစစ်တပ်ကနေပြီးတော့ငလျင်ဖြစ်နေကြတာကိုစစ်တပ်ကိုက လေးနဲ့ဘုံကျဲနေပါလေဆိုအင်္ဂလိပ်လိုပြောပြီးပြောနေတာပြောပြီးချဖြန့်နေအင်္ဂလိပ်တွေကဖြန့်နေတာနိုင်ငံသားတွေသတင်းသားတွေလည်းသတင်းသားတွေဆိုဟုတ်ဘူးလည်းမဟုတ်လားမသိဘာကောင်းမှန်းလည်းမသိအဲ့ကောင်ကြီးပြောပြီးဖြန့်တာအများကြီးပဲဆိုတော့ဒါတွေအကုန်လုံးက NUG နဲ့ဆက်ဆက်နေတယ်ဆိုတော့တော်တော်လေးတော့ဟိုအောက်တန်းကြတာမှာတော်တော်ကြတာတဲ့တော်တော်ကိုကြသွားတာဗျဒီတအုပ်စုလုံးကကျွန်တော်ဒီတအုပ်တမကြီးလုံးလုံးလိုက်ထွက်လိုက်ကြီးတအုပ်တအုပ်တစုကြီးတအုပ်တမကြီးတစုတစီတဲ့ဒီလိုမျိုးအောက်တန်းကြသွားတာကိုကျွန်တော်ခုမှမြင်ဘူးလားဘောရချက်ကိုခုမှမြင်ဘူးလား တခါတည်းလူတစ်ယောက်နဲ့အောင်တန်းကြတော့မြင်မှုပါတယ်ဒါပေမဲ့လူတစ်ယောက်တစ်ယောက်စိတ်တက်ရုပ်ကန်းတာစိတ်တက်ညံ့ဖြစ်တာစိတ်တက်တိမ်ဖြစ်တာနော်အဲ့လိုတော့ကျွန်တော်မြင်မှုပါတယ်ကိုယ်တိုင်လည်းအဲ့လိုလုပ်ခံရဘူးပါတယ်ကိုယ်လည်းလာလုပ်တော့ခံရဘူးပါတယ်ဒါပေမဲ့လူတစ်ယောက်နဲ့လုပ်တာပဲကျွန်တော်မြင်မှုကြားမှုကြုံမှုတာဒါပေမဲ့အလုံးလိုက်ခဲလိုက်ကြီးအထွေးလိုက်ကြီးတစုံတုံးတမကြီးအထွေးလိုက်ကြီးတခါတုံးတမကြီးအောက်တန်းကြနေရကြီးတော့ကျွန်တော်ခုတော့ NUG ဆိုတဲ့စကလုံးတုံးနဲ့ပေါက်ယူနေလိုက်တာတော်တော်လေးအားနဲ့ပါပါဒီ office ကိုတော်တော်အားနဲ့ပါနော်ဒါကတော့ကျွန်တော်မြင်နေရတဲ့ ကိစ္စပြောတာပါเนาะနောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ဒီငလင်ကိစ္စတွေရှုပ်ရှက်ခံနေတဲ့အချိန်မှာเนาะဒေါအောင်ဆန်းစုကြည်ကိစ္စကိုလည်းဆွတ်တင်တဲ့လူရှိတယ်တကယ်လဲကျွန်တော်လည်းအားအသင့်ပါတယ်ပထမတစ်ခုကပါလဲဆိုတော့ငလင်နဲ့ပတ်သက်ပြီးဒေါအောင်ဆန်းစုကြည်ကျမ်းမာမှုရှိမရှိပါတော့နေပြီးတော့မှကျမ်းမာရလားမသိဘူးအန်ဒီအကင်းရလားမသိဘူးဆိုပြီးပြောကြတယ်သူသားကပြောတာကသူသားကပြောထားတယ်သူ့အမိကျမ်းမာလေးရှိပါတယ်ဆိုတော့သိရတယ်လို့သူကပြောတယ် ဒါတော့အဲ့လိုပြောတဲ့ကြားရဲကမီဒီယာတွေကဘလို့ရေးလဲဆိုတော့တော်ဆက်သူကြီးကျမ်းမာလေးရှိတယ်ဆိုပေမဲ့တရေမထုတ်ပြန်မဲနဲ့အမှောင်ချထားတဲ့အတွက်တရေမှောင်ချထားလို့ဆိုရင်ရတယ်ကျစဉ်းစားလို့မရတာတော်ဆက်သူကြီးဟိုတရေကိုတရေမှောင်ချထားလို့ဆိုရင်ရပါတယ်တော်တော်တော့တော်တော်လေးကိုမှပဲဟိုဟိုမီဒီယာတွေကလည်းတော်တော်လေးကြောက်စရာကောင်းတယ်ဒါကြောင့်ခမားနိုင်ငံတော်ကတချို့မီဒီယာတွေကန့်တာတာကောင်းနေတယ်တချို့ကန့်တာတာကောင်းနေပါတော့တော်ဆက်သူကြီးတရေကိုအမှောင်ချထားလို့တဲ့တော်ဆက်သူကြီးနှုံချုံနေစိတ်ချကျမ်းမာလေးဆိုရင်တော့ မောင်ချရတဲ့တန်တရားရှိတယ်ပေါ့အဲ့လိုလုပ်ရဲအဲ့လိုလေအဲ့တော့သူ့သားကိုယ်တိုင်ကတော့ဂျမ်းမာပါတယ်လို့ပြောနေတဲ့ဂျားတဲ့ရတာဥမာပဲဘာမှဖြစ်ပါဘူးပြောတဲ့ဂျားတဲ့အဲ့လိုကြီးတယ်မောင်ချလို့ဆိုတော့ဒါဘာလို့ပြရလဲဆိုတော့ဒီစစ်တပ်ကိုတမင်ကိုကလူတွေမုန်းစေခြင်းမုန်းသွားစေခြင်းနဲ့ဆိုတဲ့စိတ်နဲ့တမင်ရွေးချက်ရှိရှိလုပ်တာအဲ့လိုလုပ်လို့ပြောလို့ရတယ်ဒါတော့ရွေးချက်ပေါ့ဗျသူ့ရွေးချက်ပေါ့လူတွေရဲ့ဒီမစ္စရာစိတ်တွေလူခေါ်တဲ့တကူကောင်းဆန်တဲ့အတ္တစိတ်တွေအဲ့ဒီပါတထွေးလာထွေးလေပေါ်ပေါ်လာတာဒါကိုတွေ့ရတယ်ဒါတစ်ချက်နောက်တစ်ခုကဒါကဒေါန်ဆတ်စိတ်နဲ့ပတ်သက်ပြီးတော့ ဘာထားပြီလဲဆိုတော့ဒေါ်မေဝင်းမြင့်က NLD ရဲ့ဒါမြို့သမီးကော်မတီဥက္ကဋ္ဌဒေါ်မေဝင်းမြင့်ကြီးကဘာပြောလဲဆိုတော့ဒေါ်ဆန်းသူကြီးမွေးနေလို့မလို့တဲ့ဒါတော့ငလီလေးပလောရိုက်နေချိန်မှာဒေါ်ဆန်းသူကြီးမွေးနေလို့မလို့ဆိုပြီးတော့မွေးနေလို့ဖို့အစည်းအဝေးလုပ်တယ်တဲ့ဆိုတော့လူတွေကသူ့ဘက်ကလူတွေကသူ့ပြောင်းဝေးပိုင်းပြီပေါ့အခုတော့အောက်ကသူ့ Facebook မှာသူက post တင်ထားတယ်တူတူလေးဘာမှတင်းလေးပဲအဲ့ဒါတော့ friend only နဲ့လုံးဝတင်ထားတာသိတယ်တင်တာသိတယ်လူကလူရွေးပြီး friend only တင်ထားဒါပေမဲ့ friend only တင်ထားရင်ပဲ ကျွန်တော်တောင်ပြင်မြင်ရတယ်ဗျာကဲစင်လာကျွန်တော်တောင်မြင်နေရတယ်ဆိုတော့ဒေါဆဆကြီးမွေးနေလို့လို့တဲ့ဟောလုတ်လုတ်လို့ဆိုတော့လုတ်ပေါ့ဒါပေမဲ့ဘာကြီးရတော့ဒါလောက်ငလင်းနဲ့လူတွေတောကရောက်ပြီးတိုင်းပြည်လုံးပူဆွေးတောကရောက်နေတဲ့အချိန်မှာဒေါဆဆကြီးမွေးနေလို့လို့ဆိုတော့မွေးနေလို့မယ်ဆိုတော့ဒေါဆဆကြီးမွေးရပူရေးကြီးလို့လားလို့လူတွေကမေးကုန်သူတို့ဘက်တော်သားသူတို့ပြန်မေးတာရေးကြီးလို့လားလို့မေးတော့အဲ့တော့မှဒေါ်မေဝင်းကြီးတို့က ER UR နဲ့ကိုးကားတယ်နေခုမှဟိုပို့စုဖြတ်ချင်သလိုလိုဖောက်ဖြောက်ချင်သလိုလို only meeting သလိုလိုကောင်ထလုပ်တယ်ဆိုတော့တခါကျရင်လူတွေရဲ့ စိတ်တွေကတော်တော်လေးအားသင့်နေကောင်းတယ်တလောက်ငလျင်နဲ့ပွက်လို့ရိုက်နေရလဲအချင်းသွားစုံမပြတ်တဲ့ကောင်းရှိသေးတယ်တလောက်ငလျင်နဲ့ပွက်လို့ရိုက်နေတဲ့အချိန်မှာတော့မှပဲရုပ်ရှင်ရိုက်မပြတ်တယ်လို့ရှိသေးတယ်တလောက်ငလျင်နဲ့ပွက်လို့ရိုက်နေတဲ့အချိန်မှာတော့ဗာလဲငါဒေါသကြီးနေလို့မရဘူးတော့လို့ကြောင်တော်တော်ထပြောတဲ့တေးဥဆောင်လို့လို့ဗာလို့ငကားလို့လို့ကြွက်လို့လို့ကြောင်လို့လို့မွေးလို့လို့နော်ဟိုကင်မီကောက်လို့လို့တီလို့လို့နဲ့ရှိသေးတယ်တကယ်ကြောင်တော်တော်နေပေါ်တဲ့အတိုင်းနေ တကယ့်ကြောင်ရင်းပေါ်တဲ့တိုင်းကြီးကိုကျိုးအတ္တလေးဝါးနေတယ်ပေါ့တချို့ကလည်းရှိသေးတယ်ငါလွန်ခဲ့တဲ့နှစ်ကျော်ကကြုံမှန်းခဲ့တာငါဘယ်နေဘလို့မှန်းခဲ့တာမမြင်ဘူးလားဘယ်လိုဖြစ်မလဲကြောင်ရောင်နေနဲ့ဗျာနှစ်လွန်ခဲ့တဲ့နှစ်တနေ့နှစ်နှစ်သုံးနှစ်ကပဲတိုက်တယ်လို့ခေါ်လျှောက်ပြောနေတယ်ဗဇက်ကတွေပြောချင်တာပြောလို့ရတယ်မှားသွားလဲဘာမှသိစိတ်ဝင်တာပေါ့ဘာလို့ဆိုဘာကောင်းမှမဟုတ်လို့စိတ်ဝင်တာဒါပေမဲ့အခုကြမှာထားပြီတွေ့လားငါပြောတာမှန်တယ်တွေ့လားဆို Facebook တက်တက်ကြီးကြွယ်တာ TikTok ကတက်ကြွယ်ရဲ့ကောင်ရှိတယ်အဲ့လောက်တော်နေလို့လားသိကြလို့ကြောင်ရောင်နဲ့ကိုယ့်ကိုယ်လည်းပြန်ပြီးစိုက်စစ်ကြည့် ကဲအဲ့လိုမရှုပ်ရည်တိုင်းမျိုးအများကြီးခရတော်တော်စိတ်ပြုတ်ကောင်းလဲဆိုတော့ကျွန်တော်ပြောချင်တာပေါ့ဒါတက်ချက်ပေါ့ဆိုတော့နောက်တစ်ခုကဒီနေ့ရကျွန်တော်ဒီနေ့ရအပိတ်လေးကတော့ဗာပြောချင်တာလဲဆိုတော့အာငလီကြောင့်တည်ဆုံးထိခိုက်ပေါ့နော်ထိခိုက်ပျက်စီးပျက်စီးတဲ့ဆိုတာကြီးကိစ္စခဏပဲလားထိခိုက်တည်ဆုံးသူတွေနဲ့ဒဏ်ရာရသူတွေနဲ့ကယ်ဆယ်ထားနိုင်သူတွေပေါ့နော်ဆိုတော့တည်ဆုံးသူကနတ်ဆက်ကိုက်ထုတ်ပြန်ချက်မှာတော့ဒီနေ့ညညနေဆောင်အထိထုတ်ပြန်ချက်မှာလူ2056ယောက် တည်ဆုံးထားပြီလို့နာဆာကတော့ထုတ်ပြန်တယ်နာဆာကထုတ်ပြန်တယ်2056လို့ထုတ်ပြန်တယ်အဲပျောက်ဆုံးနေတဲ့သူစီးရင်က3900ကျော်ရှိအဲ sorry ဒဏ်ရလူက3900ကျော်ရှိတယ်လို့ထုတ်ပြန်တယ်နာဆာကထုတ်ပြန်တော့3900ကျော်ရှိတယ်တဲ့ပျောက်ဆုံးနေတဲ့လူက290 300နီးပါးရှိတယ်လို့ပြောတယ်ဆိုတော့ဒီထက်လည်းကိန်းကဏများနိုင်လားမင်းနားနေရရှိလို့ဟိုဘယ်လောက်ရှိမှန်းမှန်းကတယ် okay အဲ့တော့ဒါဆိုရင်ဟိုဘက်ကဒီတခြား data တွေကဘယ်ကလာတယ်တခြား data တွေပေါ့နော်မှန်ညမှားချင်ခဏထားအခြားနေရာလာတဲ့ data တွေကခုမှကျတော့ဒီငလင်းရောက်သေဆုံးသူက3000နဲ့34ဦးရှိပြီလို့ပြောထားတယ် ဟိုဒီဒီလိုအောင်ဆိုသူအဲ့တခြား data တွေကိုပေါင်းတော့တာယူထားအဲ့မှာ तू က NUG စိုးမိုးတဲ့ data တွေပါသူထည့်ထားတယ် NUG စိုးမိုးတဲ့ data တွေဖြစ်တဲ့ရွှေဘိုတို့စင်ကူတို့အဲ့နေရာတွေမှာသိဆုံးတဲ့ဟာတွေပေါ့နော်ပြင်မာပင်အဲ့နေရာတွေမှာသိဆုံးတဲ့စီးတွေပါ तू ကထည့်ထားတယ်ထည့်ထားတော့ तू က3000ကျော်လို့ तू ပြောထားတယ်ဆိုတော့ပြောရရင်တော့3000ချက်မနေ तू က2000ဒီဘက်က2056ဝက်3000ကြားမှာတော့အဲ့လို gap တခုတော့ကွာနေတယ်အဲ့တော့လောလောဆယ်ပြည့်သိဆုံးသူကတော့ဒီ2000နဲ့3000ကြားတော့ရှိနေမှာတော့သိကြတယ်နောက်ထပ်လည်းရှိဦးမယ်ဒါဆိုတော့ မန္တလေးမှာခုဆိုပုတ်ပွားနေတဲ့အနံ့တွေထွက်နေပြီစကိုင်းမှာအနံ့တွေပုတ်ပွားတယ်ထွက်နေပြီပျော်ပွဲမှာဆိုလည်းကုလားဒီအပေါ်ကောင်မှာပြန်မထုတ်နိုင်ကြရအများကြီးပဲဆိုတော့ပေါ်ထပ်သေးမဲ့ကိန်းကနေရအစီအစဉ်ထပ်တက်လာလို့သိကြတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီသိမ့်ဆုံးကိန်းကနေကတော့အမြဲတမ်း float ပေါ့နော်အမြဲတမ်းကြောင်းလို့ဖြစ်နေမှာပါ NASA ကအနေနဲ့သူတို့လည်းကောင်းကောင်းသိပါတယ်ဆက်လာချင်းဒီမှာ300ကျော်လို့ပြောပြီးနောက်နေ့မှာနေ့ညနေထောင်ကျော်ရတယ်နောက်တစ်နေ့တော့အခု1000ကျော်ရပြီဆိုတော့နောက်နေ့ဒီနောက်နေ့မှာ300ကျော်400ကျော်ဆိုတဲ့ကိန်းကနေကလည်းဖြစ်လာနိုင်ရှိပါတယ်ဆိုတော့သိမ့်ဆုံးသူတွေအများကြောက်နေတယ်ဟိုမှာ အားလုံးနာမည်ကြီးနေတဲ့ဒီမန္တလေးကမန္တလေးကဒီကွန်ဒိုဆိုတလုံးဆိုလို့ရှိရင်လည်းနာမည်ကြီးတဲ့ကွန်ဒိုလေးအစိမ့်စိမ့်တိုင်းပဲရှိရှိရပေါ့လေရှိတဲ့ကွန်ဒိုဆိုလည်းဒီလိုပဲတည်ဆုံးပြီးတော့ဒီပိုင်ရှင်မျိုးသမီးလည်းတည်ဆုံးရတယ်ဆိုတဲ့ဒီပြောကြတွေ့ရဆိုတော့ဘာပြောပြောတည်ဆုံးသူတွေကဆင်းနေရတော့တက်နေဦးမယ်လို့သဘောတော့တွေ့ရဆိုတော့ဘာပြောဒီငလျင်စင်းတွေကနေစင်းနဲ့မပြတ်နားထောင်ရလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်နေစင်းနဲ့မပြတ်တော်ရှင်နဲ့ဒီတပတ်ကျန်တဲ့တပတ်နှစ်ပတ်ကြာတဲ့ဒီနားထောင်ရလိမ့်မယ်ဆိုတာနောက်တစ်ခုကမကြာခင်မှာအာဆီယံနိုင်ငံကြီးဝင်ကြီးတွေဒီမှာပြော သူတို့အလဲပတ်လာကြပါလိမ့်မယ်မလေးရှားလာမယ်စင်ကာပူတို့ပါလို့လာလိမ့်မယ်တခြားနိုင်ငံတိုင်းဝင်ကြည့်တချို့လည်းဒီမှာပြီးတော့လာကြပါလိမ့်မယ်လာပြီးသူတို့ကိုယ်တိုင်လာကြည့်ပါလိမ့်မယ်လာပြီးလေ့လာပါလိမ့်မယ်ကြည့်လို့ပြီးတော့မှသူတို့လည်းဟိုမှာကုနီကေသေးရွာလေးတို့ပြန်ပြီးစားရနေကြရေးကြပါလိမ့်မယ်ဘယ်လိုလုပ်မလဲဟိုကုချင်ကပါကုချင်ပါဆိုကုနီကေသေးရေလုပ်ငန်းစဉ်တော့ကုချင်ကေသေးရေလုပ်ငန်းစဉ်လုပ်အောင်ပါပြီးတော့မှပြန်လဲဆိုရေလုပ်ငန်းစဉ်လုပ်အောင်ပါဆိုကေသေးရေလုပ်ငန်းစဉ်အရင်ကျွန်တော်ရေလုပ်ငန်းစဉ်ကနောက်ဖြစ်ပါတယ်အဲ့တော့ကေသေးရေလုပ်ငန်းစဉ်အတွက်သူတော်များတို့လာကြပါလိမ့်မယ်။ဘိုးချုပ်မှုကြီးလည်းမကြခင်ဘင်းစတက်ညီလာခံကိုသွားတက်မယ်လို့လည်းယူဆပါတယ်။သူသွားတက်ရင်လည်း သူ့ရှိဝိုင်းပြီးတိုက်ရိုက်ထည့်လိုက်ကြမယ်ပတ်စံလေးလူငွေလည်းအများကြီးရှိလာပါလိမ့်မယ်သူစီဘာလို့ဆိုတော့သူကိုယ်တိုင်သွားပြီးတက်လိုက်တဲ့အခါမှာသူ့ကိုဝိုင်းပြီးတော့ okay ဘုံလုံးကြီးတို့တခြားမိလိုက်ဘုံလုံးကြီးလည်းအဲ့မှာသူ့ရဲ့အချင်းကိုရှင်းပြရင်းနဲ့နိုင်ငံတကာပို့ပြီးတော့စာနာနာလေးထောက်ငွေရပြီးတော့ပို့ပြီးကုညီမဲ့အကူညီငွေတွေအများကြီးထပ်ရလာနိုင်ရှိပါသေးတယ်เนาะအဲ့တော့ဘင်းချက်ဘုံလုံးကြီးသွားတဲ့အခါလူငွေတွေပိုးရလိမ့်မယ်လို့ယူဆပါတယ်မသွားရင်လည်းဘာမှမဖြစ်ပါဘူးဘာလို့ဆိုတော့နိုင်ငံဖြစ်နေတဲ့အချိန်မှာသူမသွားဘဲနေပဲနဲ့သူ့ကိုယ်စားတရားလွှတ်လဲသူ့အနေနဲ့ရတာပဲနိုင်ငံတကာလည်းလက်ခံပါပါပြီးတော့ဘာပြီးတော့ဟိုဘင်းချက်အစည်းအဝေးလည်းလာမဲ့ ရတဲ့ဗန်နေရတော့တယ်မှာရှိပါတယ်ဆိုတော့ကျွန်တော်စောင့်ကြည့်ကြတာပေါ့ဗျာနော်နိုင်ငံတကာအကူအညီတွေလည်းဒါနဲ့ပုံကြီးပုံကြီးရလိမ့်မယ်လို့လည်းယူဆလိုက်ရှိချောင်းပါအဲ့တော့အားလုံးပဲဒီနေ့တော့လောက်ပါပဲအားလုံးပဲကိုရင်းစားလေးရှိပါတိုက်ယူစေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းပြန်လည်တတ်ဖြတ်နေကြတာကိုလက်ခုလောကဒီပြောပြီးဒီမိုက်လူရန်ကလူတက်ချမ်းပတ်အားပေးသမားခင်ဗျားဖြစ်နေသလားတော့ပြန်လည်မျိုးတို့ပါလို့ပြောရင်းနဲ့ကိုနိုင်ငံ